ဦးဇင်းကပါဒီနေ့ဆယ်ရက်နေ့ဦးဇင်းဒါမြန်မာအကြောင်းကိုရောက်နေတာမြန်မာအကြောင်းသားအကြောင်းပေါ့အဲ့ဒီမှာကနေ့ဆရာတော်ကဆုံးကတ်တယ်ဆရာဦးဝနာတာမိအဲမာစီဆရာတော်လို့ဘုပိုတိရတယ်ကောင်းပါပြီဗျာပုံမနဲ့ဒီလိုနဲ့ပြောတာဒီလိုလည်းလက်နဲ့ပဲရိုက်တာဆိုတော့အဲလူအပ်ချက်အားနည်းချက်ရှိရင်ခွန်းလပါလို့ပထမဆုံးပြောလို့ရတယ်ဗျာအဲဆိုတော့ဒီလိုတို့ခုနကလည်းဆွေးနွေးခဲ့တယ် မြန်မာဗိုလ်ကြီးမြည်ထဲမှာအခုဆိုတော့မြန်မာចောင်းသားများရဲ့မြို့ပေါ်မှာအရှင်ဖျားရဲ့ဒီကနေ့အလှပေါ့အဲဒီမှာလှတာဘယ်လောက်ကုန်လဲဗျာအခုနေစွန်းတနတ်ကုန်ဒေါ်လာ900ပါဗျာဟောဒေါ်လာ900အပြီးပဲဟာအေးပေါ့ကျန်တာဗမန်ပြောစရာမလိုတော့ဘူးဒါတရက်စားပေါ့ဒီနေ့နေ့လည်စားပေါ့ဒီမှာဒီမှာဆိုတော့အရှင်များဒီကိုအမြဲတမ်းအဲ့လိုလာလှူနေကြလားတန်ဟမတ်ခေါ်ရစီဗျာ။ဟုတ်တယ်နဲ့တစ်ခေါက်လာနိုင်လေဒီတိတ်ဝက်တက်ဆိုင်လင်းကြမှာ ဩဒီကခြံတီးမှာရှင်မြလာပြီးလှူတာအဲ့တော့အခုလူရှင်မြနဲ့တွေ့တဲ့အခါမှာပေါ့လေဟိုတပည့်တော်ရဲ့လူအပ်ချက်တွေလည်းပြောပါအောင်ပြတပည့်တော်ပေါ်မှာယုံကြည်ကြည်ညိုလို့သူကကျေးဇူးတင်ပါတယ်ဒါပေမဲ့လည်းတပည့်တော်ကပြည့်စုံတဲ့သူမဟုတ်ပါဘူးခုနကဟိုဥက္ကဓမ္မနဲ့ရှင်မြတို့ပြောတဲ့အထက်မှာလည်းတပည့်တော်နဲ့ပတ်သက်လို့နည်းနည်းပါမယ်နဲ့တူပါတယ်သူနည်းနည်းတပည့်တော်ပေါ်မှာလေအဲ့ဒါလေးတွေပြောပြပါဗျာ အာတပည့်တော်ကကိုအကြောင်းပဲပြောပါမယ်။ကောင်းပါပြီပြ။အဲအဲ့ဒါနဲ့တပည့်တော်ယုံကြည်ချက်ကဘာလဲဆိုရင်ဒီမှာအိန္ဒိယနိုင်ငံမှာဒီမှာသာသနာထွန်းကပ်စေချင်တာပေါ့။မှန်ပါဗျာ။အဲ့ဒါကတပည့်တော်ကြိုးစားမှလို့ကြိုးစားလို့ရှိလဲအောင်မြန်မာမယ်လို့တပည့်တော်ရဲ့ယုံကြည်ချက်ကိုရှိပါတယ်။ဒီမှာဗျာဒီမှာဗျာ။အခုတော့အရှင်မြတ်ရထားတဲ့ဘွဲတွေအနေနဲ့ဟိုရီရောကငယ်လက်ကြီးဓမ္မစရိယဆိုလိုပဲအရှင်မြတ်ကြတော့အိန္ဒိယနိုင်ငံဘွဲကိုဘာဘွဲတွေခေါ်လဲ။ အင်္ဂလိပ်လို ME Buddhism ဘာညာအဲ့လိုပေါ့ဗျာအဲ့လိုပြောပြတာမဆွေတပည့်တော်ကဒီ Bionas ရေးပြီးတော့ MSW ရေး MPhil ဟော MSW MSW MPhil MP Social Work ဟော Social Work ဒီမှာဗျာအာဝေဒီထားပါဒီမှာဒီမှာဒီမှာအဘီးဒီတော့မဖြစ်လိုက်ဘူး ် yes ဒီလောက်ထားပါလို့ဩလောက်ဆဲမဲ့ဟိုကမကြသိဘူးဩဓမ္မ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 အဲ့ကျတော့ဒေါက်တာဝဏ္ဏတာမီလို့ဖြစ်သွားမှာမဟုတ်လားဒေါက်တာဘွေးတော့မလို့ချက်တော့ဘူးဘာညာအရေးချင်းမလို့ချက်မှာတော့ဩတမူးကြည့်ပါလားဗျာဒါမုံမြတ်တဲ့စိတ်ဓာတ်နဲ့ဟိုဖြစ်နေတဲ့အခြေအနေပေါ့ဗျာဟောမိုက်ဗျာအဲ့တော့အခု အိန္ဒိယမှာရှင်မြတ်ကဘုရားတာနာကိုတအားထွန်ငါးစီကျင်တယ်ဆိုရင်ပထမနံပါတ်1ကတရားသိဖို့အရေးကြီးရလားတာနာတန့်ရှင်းမှုအရေးကြီးရလားသာသနာသင်ရှင်းမှုရေအာတရားသိရနာတဲ့ဆိုင်ပါတယ်ဗျာတရားမသိဘဲနဲ့လူတွေကအာဒကာဒကာမတွေရဟန်းဆန်ကားတို့ရေအဲပရိယတ်တိကိုမသိဘူးလို့မလဲနာဘူးဆိုရင်တင်ပါဗျာ လေသာသနာထွန်းခမ်းမှာမဟုတ်ဘူးမှန်ပါဗျာသာသနာဖန်ရှင်လို့လိုအပ်တယ်ဘာဖြစ်လို့စင်ဒီတချို့တိကအာလူရဲ့သဘာဝပဲဒါတခုပဲအမှန်တရားကိုမသိလို့ရှိရင်မှန်ပါဗျာဒီအာဂရီလဲစားတာပေါ့လောဘဒေါသများတယ်တော့ကလည်းမှန်ပါဗျာလက်လာပေါ့လို့ချင်တော့နာမည်ကျော်ရချင်တော့မှန်ပါတယ်ဗျာအာကိုကိုထန်တယ်လို့လုပ်တယ်ထန်တယ်လို့ပြောတယ်အဲ့ဒါလုပ်တယ်အဲ့ဒါကသာသနာပြည့်စုံမှာ မှန်ပါဗျာအဲ့ဒါအဲ့ဒါကိုအခုဆိုရင်အာဖုန်းကြီးအတွန့်ရောင်းလဲများတာကိုမှန်ပါဗျာအဲဆရာတော်ဘုရားလို့ဒီမှာအဲဘုရားကောင်းအရှင်မြတ်အရှင်ဒီကသာသနာသင်္ချင်ရေးကိုအာအာပီစီရှင်ပါတယ်မှန်ပါဗျာတပည့်တော်ဘုံယူဝန်သာပါတယ်ဗျာမှန်ပါဗျာအိန္ဒိယနိုင်ငံမှာလည်းလာပြီးတော့အဲ့လိုလုံးမဆွေတပည့်တော်ကဘယ်လိုလုပ်ပြရမလဲဆိုတဲ့နဲ့ဆိုပုံပြပြမှာတော့တပည့်တော် ပြောလို့ချင်တယ်မှပါအဲသူ့နိုင်ငံသူ့ဥပဒေနဲ့အဲသူ့ယဉ်ကျေးမှုနဲ့ရှိတဲ့အခါမှာတပိတော်နိုင်ငံဂျာသားဖြစ်နေတော့တပိတော်ရဲ့ဆောင်ရွက်ချက်နဲ့ပတ်သက်လို့အဲနည်းနည်းတော့လိုအပ်မယ်နဲ့ဒီပါတယ်ကိုယ်နိုင်ငံထဲမှာတော့ဟိုရှင်းရလည်းမကက်တယ်လို့လေအဲဒီမှာကြတော့အဲ့ဒါပေါ့နည်းနည်းလေးသူတို့ရဲ့ဟိုသာယုံကြည်ချက်အားနည်းချက်တွေမှာဖြစ်လာနိုင်ပါတယ်အဲဟိုတလုံးကဟိုမိတ်ဆွေတယောက်ပေါ့ဗျာဘုန်းကြီးတစ်ပါးပါရဝဏီဘုန်းကြီးတစ်ပါးဘုရုပ်ပြင်နေလို့ဆိုတော့ ဆရာတော်ဥဝိရသူတိလာမသူဥဝိရသူကျောင်းဟုတ်ပါတယ်ဆရာအဲသူကဆရာတော်ကအစ္စလမ်တော်လည်းဟိတာအလုပ်တာလေအဲအဲ့တော့သူ့ကိုဒီမှာအင်းကြီးကပြင်နေတယ်တဲ့တပည့်တော်ပြောပြီးမယ်ဒါပေမဲ့ဆရာတော်ရဲ့လုံခြုံရေးဘလူတောင်းဝန်ယူပါလေလို့အဲ့ဒါကအာဒါလည်းပတ်သက်ပြီးတပည့်တော်ကငွေနဲ့ပတ်သက်ပြီးဆိုတာအစိုးရကိုပဲဒီမှာအဲတယ်ဝဲအစိုးရကိုရှောက်ရမှာပေါ့ဗျာဒီမှာဗျာဒီမှာ ပြန်လို့ရှိရင်အဲအဲ့ဒါဘာလဲအဲ့ဒါဥပဒေလေးကိုခုရှိသေးတယ်ဟုတ်တယ်မဗျာဟုတ်ကဲ့လို့ရှင်းဆိုရင်ဒါတပည့်တော်ကဒါနပဲ့သက်ပြီးတော့သိမသိဘူးပေါ့ဗျာဒီမှာဗျာဒါပေမဲ့လုံခြုံလို့ဒုက္ခအဆွေရကိုရှောက်လို့ရှိရင်ရပါတယ်ဗျာဟုတ်ဒါပေမဲ့ဒီမြန်မာနိုင်ငံက BAP ဖြစ်နေရပါဗျာည BAP ဟို BAP ဖြစ်နေရမှာ BAP ဖြစ်နေရမှာဒီမှာအဆွေရကအဖိမက်ပြူတွေပုတ်ကုန်တယ် ။ဟိုမှာမြန်မာနိုင်ငံဆရာကပြောမှာပေါ့ဗျာ။မြန်မာတူမှာဒီပုဂ္ဂိုလ်ကဆီယူဒီပေးပါဆိုရယ်။မြန်မာတူမှာတူမှာတူမှာဒီဆရာဆရာဆီယူ။အဲ့ဘတော့ဟိုနိုင်ငံတော်အရင်လုံးမှရတာပေါ့။ဦးကောင်းတာပေါ့။မြန်မာမြန်မာတူမှာ။ဆိုတော့အဲ့လိုပဲပေါ့ဗျာ။တပိတော့ဒီမှာလာလုံးမဲ့ဆိုရင်လည်းတပိတော့လုံခြုံရေးအတွက်ကြတော့ကိုကိုကိုဆောင်းရှောင်းရမယ်ဆိုမလွယ်ဘူးလေဗျာ။เออตะครุတော့ရှိတယ်ရှိတာကအရင်ပတိနာလုံးနေရာမှာဟုတ်တယ်ဗျာဒီမှာဗျာပတိနာလုံးနေရာမှာ အဲ့ဒါလည်းဆိုမြန်မာနိုင်ငံကအိန္ဒိယနိုင်ငံကအာတိတ်မတူဘူးဗျာမတူတယ်မဟုတ်ဘူးအာမတူဆိုလားဘုမသာသနာဖွင့်ကနေပြီမှန်ပါဖွင့်ကနေနိုင်ငံဆိုရင်တက္ကရာကမှရတော့အဲဘုဒ္ဓတရရှိတယ်ဒါကိုဘကလည်းကာကွယ်မှုတွေရှိမှာတမတမအဲ့ဒါကြောင့်ဒီနိုင်ငံတို့ဒီအရှင်ကောင်းအရှင်မြတ်တို့ကိုကာကွယ်တဲ့ပုဂ္ဂိုလ်ကရှိပါတယ်ဗျာတမဗျာတမအခုအရှင်မြတ်စေနာနဲ့ကြိုးစားမယ်ဆိုရင်တနေ့ဖြစ်မယ်လို့သူကမြင်မိပါတယ်ဗျာတမ ဟိုဘာပဲပြောပြောအခုပေါ်ဒီဂါယာဒေတာနဲ့ခုနကပါရဝဏီဒေတာပေါ့ဒေါက်တာအမ်ဘီကာရဲ့ဒေတာကြတော့ခွန်ကြီးတို့တော်ကြီးညူတော်တွေ့တယ်ပေါ့ဒါမှလည်းခုနကပြောလို့ပေါ့သူဒေတာကံခွန်ကြီးဆိုရင်တော့သူတို့စိတ်ထဲမှာထင်မြင်သေးကောင်းနဲ့သိနေတယ်နိုင်ငံခြားခွန်ကြီးဆိုရင်တော့အဲမြန်မာပြည်ရလာတယ်ဆိုတော့လေသူ respect ပုံဖြစ်လိမ့်မယ်လို့ထင်မိပါတယ်။ဘောင်းတော့ကိုဒေတာကံကြတော့အပြန်အလှန်ယုံကြည်မှုအားနည်းတာလည်းရှိနေတာပေါ့မြန်မာနိုင်ငံမှာလည်းမြန်မာခွန်ကြီးဆိုရင်သိတယ်ထင်ကြည့်ဘူး နိုင်ငံခြားသားဆိုရင်ဒါအကူအထင်ကြီးရတယ်မှန်ပါဒါလည်းဟိုဖြစ်တတ်တယ်ကောင်းပြီအဲ့လိုဆိုရင်အရှင်မြတ်ရဲ့အဲအခုစားအရှင်မြတ်ပထမပြောကျင်တာကပရိပတိဖြစ်ဖို့အတွက်ပရိယတ္တိအရေးကြီးနေတယ်မှန်ပါအဲ့တော့ဒီမှာပရိယတ္တိဒါအာနဲနေတာနာနဲပါတယ်မှန်ပါအဲ့တော့အပရိယတ္တိကိုပြန်လဲဖွံ့ဖြိုးလောင်အောင်အဲတယောက်ကစားတရားအင်းအားဖြစ်လာဖို့အတွက်ကြာလဲတန်ခါလုံးမယ်ထင်တယ်ဗျာတန်ခါလုံးပါပဲတမတော်ယူမဲချက်ရှိပါဗျာတင်ပါဗျာပြောပါဗျာ ဘာရင်ကမရှိလို့တပတ်တော့ဒီခရဝဒသာသနာကိုတိုးတိုးတက်လောက်အောင်ဒီမှာတပတ်ကိုဒီဗုဒ္ဓတက်ခုသူတိပါတိ future မှာပါပေါ့ဒီမှာဗျာ in future တပတ်တော့အနာဂတ်မှာအနာဂတ်မှာဒီမှာဒီခရဝဒတက်ခုသူတိတပတ်တော့ထူထောင်မှာဩပြီးရင်မြန်မာနိုင်ငံကဒီဆရာတော်တိလာပြီးတော့စာခတ်ဖို့နမနမနမဖိတ်ပြီးတော့အဲအဲ့လိုလုံးဝလိုအစီအစဉ်ရှိပါတယ်ကောင်းလိုက်တာဗျာကောင်းတယ်ဗျာ ဟိုတို့မြန်မာနိုင်ငံမှာလည်းဟိုထေရဝါဒတက္ကသိုလ်တွေရှိတယ်ပေါ့ဗျာအဲ့မှာရှိတဲ့ဆရာရင်းနဲ့အပြန်အလှန်အခုဒီကသင်နေတဲ့ဆရာတွေအဲ့လိုချိန်းသွားမယ်ဆိုတော့တော်တော်ကောင်းပါတယ်ဗျာဒီတမတာရမေချရှိပါတယ်တမပါဗျာတမပါဗျာတမပါဒါကတော့မတို့ပြောမထားဘူးတို့တော့တော်တမပါပြင်းလုံးပါတော့တမပါဗျာဘာဖြစ်လဲဆိုတော့ဒီနိုင်ငံမှာနေဆိုဒီနိုင်ငံရဲ့အခြေအနေကိုကောင်းကောင်းသိတယ်ဒါပေါ့ဗျာလူရဲ့သဘောထားကိုလည်းသိတယ်ဆိုရင်တမတမတမ အလုပ်တစ်ခုလုပ်မယ့်အခါမှာဒီမှာကအိန္ဒိယနိုင်ငံကအဖြစ်အစီပူဝင်တယ်။ဩဖြစ်စီဒီမှာဒီမှာကိုရင်မဲ့ချက်တိကိုပြောလို့မရသလိုဆိုဒီမှာဒီမှာကိုကဒါကိုချပြလိုက်တာဖြစ်ဖို့ကပဲရောက်လာရောက်လာအလုပ်ကအလုပ်ဖြတ်ပြီးပြီးစင်ဒီမှာလူရနဲ့ဖြတ်လို့မရဘူး။ဩဒီမှာကြားပြီးထားပြီးတော့ဒါပေမဲ့တော့ planning ပေါ့ဒီမှာ planning ဆွေးထားတာပါဗျာ။တခုပြီးတခုဒီမှာပထမကိုပฏิပတိဖက်ကိုအားပြပါမယ်။ဒီမှာဗျာ။ ဒီဘက်တိဆိုရဲသူလက်တွေ့သူကအကျိုးခံမှာမဟုတ်မှန်ပါဗျာအဲနောက်တစ်ဆမှာဒီဘက်တော်ကဒီပဋိပတ်တိကအာကောင်းလက်အောင်ပရိယတ်ဒီနဲ့ပြန်ဆွဲလို့ရဆိုတော့အဲ့တော့ဒီဘက်ဘီမအာပဋိပဋိပတ်တိဖက်ကိုသွားမှာအဲ့လိုစစချင်းတန်ခါအင်အားအရင်မယူလားဗျာဗျာတန်ခါအင်အားတန်ခါအိန္ဒိယနိုင်ငံမှာသံဃာနေပါတယ်ပြည်မှာတမ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 ရှိတဲ့သံဃာကလည်းအာဟိုမှာဘလို့ဆုံးတယ် demak demak <laughs>